သာသနာတော်နှစ်2569ကောဇာတက္ကရေ1386ခုနှစ်ဝါဇူလဇန်15ရက်ဝါဇူလပြည့်ဓမ္မစက်ကြာအခါတော်နေ့မန္တလေးမြို့ဒေါက်တာဦးစန်းခမ်းလက်ဒေါက်တာဒေါ်နွဲ့တင်မိသားတစုနှင့်ရန်ကုန်မြို့ဦးသန်းလွင်ဒေါ်အေးစိန်သား ကိုဇောဇောလွင်ကိုညီညီလွင်ကိုကြောကြောလွင်မိသားတစုတို့ဓမ္မဒါနပြုသည်ဖြင့်ဟောကြားအပ်သောတရားတော်ဗာတရားလည်းမေ့ရင်တော့ဝါဇုလပြည့်ဖြစ်တဲ့အတွက်တာကြောင့်ဥစဉ်တို့တို့ဓမ္မစကြာတရားကိုဟောပါမယ်ဓမ္မစကြာတရားကိုနှစ်ချုပ်ပြီးတော့ပြောရမယ်ဆိုရင်ဥစဉ်တို့ငယ်ငယ်ဆရာသမားများသင်ပေးခဲ့တာလေးကဘယ်သူကဘယ်သူကို ဘယ်တော့ကဘယ်နေရာမှာဘာကိုဘလို့ဟောခဲ့တယ်လဲမိဂွန်လေး6ခုဘယ်သူကမြတ်စွာဘုရားကဘယ်သူကိုပင်စဝက်ကြီး9ဦးကိုဘယ်တော့ကမာသက်ကရတရား3ခုဝါစုလပြည့်စနေနေ့တုန်းကဘယ်နေရာမှာမိဂရာဝန်တော်တဲ့မှာဘာကိုဘဇုကိုဆိုတော့ ဘာကိုဆိုတော့ဓမ္မစကြာတရားကိုဘယ်လိုဟောခဲ့သလဲအဇောနှစ်ပါးရှောင်းကားရှားတရားမဲ့ခင်ကျင့်ကြပါအဇောနှစ်ပါးရှောင်းရှားပြီးတော့မဲ့ခင်၈ပါးကျင့်ဖို့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမာသက်ကြေတရားသုံးခုဝါဆိုလပြည့်စနေနေ့တုန်းကဒီတရားကိုမြတ်စွာဘုရားဟောခဲ့ပါ ဒွေမေဘေကဝေအန္တာပပိစီတေနာနသေဝိတ္တပါပိဇဝဂီ၅ဦးလူပိသံနေတော့ပိဇဝဂီ၅ဦးတရားနာကြနတ်ပရိသတ်နေတော့အဲ့ဒါ၁၈ဂရီတဲ့စัจ java လာတိုက်တဲ့တောင်းကနတ်ဗျာမှာအပေါင်းနေတရားနာလာကြအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကလူရည်နတ်တွေမြတ်မာတွေ မြေသူတဦးတယောက်များမဟောကြားနိုင်တဲ့ဓမ္မစကြာတရားကိုဓမ္မစကပောဒနာဓမ္မဆက်ဘင်းကြီးကိုအဲ့ဒီမှာစတင်လှည့်တွေမေဘိကဝေအန္တပပိစီဒေနာနာသေဝိတ္တဘာခြေသားရန်တို့ဘဝထက်လန်းတက်လန်းကျင်တဲ့ပုဂ္ဂိုလ်ဟာအစွန်းနှစ်ပါးကိုရှောင်ရမယ်တဲ့ဘုရားဒီလိုပြောဂတမေတွေယောဇာယံကာမေတုကာမတုခံလိကာနုယောဂော ဟိနောဃမောဘောဓုဇဏိကောနာရိယောနတ္ထသံဟိတောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအစွန်းနှစ်ပါးကိုဆောင်ကအစွန်းနှစ်ပါးဆိုတာဘာလဲမေးတဲ့တော့ကတမိဒွေအစွန်းနှစ်ပါးဆိုတာဘာလဲမေးတော့တဲ့ယောဇာယံကာမေတုကာမတုခံလိကနုယောကောတိကကာမတုခံလိကနုယောကအာယုံ၅ပါးကာမဂုဏ်တရားကိုလိုက်စားခြင်းဖြင့်ဘဝရဲ့လွတ်မြောက်မှုကိုရတယ်ဆိုတာဟာ မှာပဲဘဝလွတ်မြောက်မှုရခြင်းတဲ့ပုဂ္ဂိုလ်ဟာအာယုံ၅ပါးကာမဂုဏ်တရားကိုလိုက်စားပြီးတော့ဘဝလွတ်မြောက်မှုဆိုတာမရနိုင်ဘူးလို့ဘုရားဒီလိုပြောတယ်အာယုံအာယုံ၅ပါးကာမဂုဏ်တရားကိုလိုက်စားနေရင်ဘာဖြစ်သွားတယ်လဲမြင်တော့ခီနောဂံမောပောဓုဇဏိကောအနာရိယောနတ္ထာသဟိတောအပြစ်တည်းခီနောတဲ့တန္တရာလွတ်ရမှန်းပြီးတော့ တန်တရာလွတ်ရမှန်းနဲ့မြတ်ရဟန်းတွေအတွေ့ကာမတုခံလိကဟာအောက်တန်းကြတယ်ကံဘောရွာသူရွာသားတွေရဲ့ကိလေသာထူရွာသူရွာသားတို့ရဲ့အလေးထားတစ်ခုသာဖြစ်တယ်တဲ့ပောထုဇဏိကောတန်တရာကိုအပြစ်မမြင်တဲ့ပုထုဇဉ်တွေအတွေ့တော့ဒါအကောင်းပဲကာမရဲ့ပြစ်တွေဖះပြောပြတယ်တိခီနာ တန္တရာဝတ်ကလွတ်ရမှန်တဲ့ယဟန်တွေအတွက်အောက်တန်းကြတယ်။ဂါမကိရိတာထူးရွာသူရွာသားတွေရဲ့အလေထဖြစ်တယ်။ပောထုဇဏီကတန္တရာကိုအပြစ်မမြင်တဲ့ပုထုဇဉ်တွေအတွက်ပဲပုထုဇဉ်တွေရဲ့အလေထတစ်ခုဖြစ်တယ်။နာရီယောကိရိတာကင်းစင်သူတော်ဇဉ်တို့ရဲ့အကျင့်လည်းမဟုတ်ဘူးတဲ့အနတ္ထသံဟိတော်အဲ့ဒီအာယုငါးပါးကာမဂုဏ်တရားဟာပိစုတ်ပံတန္တရာမှာအကျိုးမဲ့ကိုပဲဖြစ်စေတယ်။ အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဟာဘာလို့တလဲပြီးလဲတော့ဒီအပြစ်တွေမြင်ပြီးတော့မှတောထွက်တာဒီအပြစ်တွေမြင်ပြီးတော့မှနန်းတော်ကြီးနဲ့တကွာကိတေမျိုးသမီးပေါင်းများစွာမိဖုရားပေါင်းများစွာတွေစွန့်ပစ်ပြီးတော့မြတ်စွာဘုရားတောထွက်တယ်တွေမေဘေကဝေအန္တပပိစီတေနာနာသေဝိတဗာကရမေတွေရောဇာယံကာမေတုကာမတုခန္တိကံနုယောဂော ဟိနောကံမောဘောဓုဇဏီကောအနာရိယောအနတ္ထသံဟိတောယောဇာယံတဲ့အတ္တကိလမထာနုယောကောဒုက္ခောအနာရိယောအနတ္ထသံဟိတောနောက်တကခန္ဓာကိုယ်ကိုပင်ပန်းအောင်ကျင့်တဲ့အတ္တကိလမထာနုယောကအကျင့်အဲ့ဒါလေဒုက္ခဆင်းရဲတယ်အနာရိယော ိလေသာကင်းစင်သူတော်ဇင်တို့ရဲ့အကျင့်မဟုတ်ဘူးတဲ့အနတ္ထသံဟိတော်အကျိုးမဲ့ကိုပဲဖြစ်စေတယ်အဲ့တော့တပည့်ဆက်ကြသုတ်ရဲ့အနှစ်ချုပ်ကဘာလဲမေးမြတ်စွာဘုရားကအစွန်းနှစ်ပါးရှောင်ရမယ်လို့ဒီလိုဟောအစွန်းနှစ်ပါးဆိုတာကကာမတုခန္ဓိကနှုယောကအစွန်းတဲ့အတ္တကိလမထနှုယောကအစွန်းကာမတုခန္ဓိကနုယောကအစွန်းဘက်ကိုလိုက်သွားမယ်ဆိုရင်တောက်လီတောက်လီငတ်မပြေပဲတဲ့လောဘအစွန်းဖြစ်သွားတယ် အတ္တကိလေသာလူယောဂဘက်ကိုလိုက်သွားရင်လည်းပဲခန္ဓာကိုပင်ပန်းအောင်နှိပ်စက်ခြင်းဟာဒေါသအစွန်းကိုရောက်ပါတယ်တဲ့အဲဒါကြောင့်လောဘနဲ့ဒေါသဒီနှစ်ခုကိုအစွန်းမညှိအောင်မြတ်စွာဘုရားရှောက်ခိုင်းဒီနေရာမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကြည့်ပေါ့အာယုံ၅ပါးကာမဂုဏ်တရားလို့ခေါ်တဲ့အနန္တော်ကြီးနဲ့တကွာတာရီသမီးတွေမိဖုရားနဲ့တကွာတာရာဟုလာကိုလည်းစွန်းခဲ့တယ်မိဖုရားဘုံမြတ်စွာကိုလည်းစွန်းခဲ့တယ် ကာမတုခံလိကအကျင့်တွေအလုံးကိုစွန့်ထားခဲ့တာ။ဘာဖြစ်လို့လဲမေးလိုက်တော့ဒါဟာတန်တရာကလွတ်ရမှန်းတဲ့ယဟန်တို့အတွက်အောက်တန်းကြတဲ့အလုပ်လုပ်နေဖြစ်တဲ့အတွက်ဒါကြောင့်ဒီအလုပ်ကိုသူစွန့်ခဲ့တယ်လို့ဒီလိုနားလည်ရမယ်ပေါ့။ဟာတော့တဲ့ကိုရောက်တဲ့အခါမှာလဲ6နှစ်တောင်ကျင့်။6နှစ်တာဒုက္ခရသရိယာကျင့်တဲ့အခါမှာလဲပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး6နှစ်တာကြာသွားတယ်တရားသူတရားမြတ်မရဘူး။ အာခန္ဓာကိုယ်ကလည်းပင်ပန်းပြီးတော့ကြုံတီးနေလိုက်တာဘာဖြစ်လို့တော့မေတ္တာတော်တရားရကျင်လို့ကျင့်လိုက်တာဥမာသစ်ပင်အောင်ထိုင်နေပေါ့တဏီကုံထိုင်နေဆုံးခံချိန်လေးပဲသွားမယ်အာဆုံးခံတော့လုံယုတ်တယ်ဆုံးမခံဘူးသစ်ပင်အောင်ပဲထိုင်မယ်သစ်ပင်ကကြွေကြတဲ့အသီးပဲစားမယ်အာအသီးကိုထောက်ကောက်ရတာချိန်ကုန်တယ်လက်ထက်ကြွေကြတဲ့အသီးပဲစားမယ်ဆိုပြီးတော့ကျင့်လိုက်တာ ခန္ဓာကိုယ်ကအသားပေါ်မှာအရေးတင်ပြီးတော့မှအယိုးနဲ့အရေးနဲ့ကပ်ပြီးတော့နေဒီအခြေအနေထိအောင်ကျင့်တယ်။ဒါပေမဲ့ကျင့်တာကျင့်လိုက်တာတရားထုရသလားမေးတော့မရ။အဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအေတေကောဘေကဝေဥဥဘောအန္တေအနုပကံမမေဇီမာပရိပရတ္ထာကတိနအဘိသံဗုဒ္ဓာအဲ့ဒီအစွန်းနှစ်ပါးကိုရှောင်ပြီးတော့မှဒီနေရာမှာသူတော်ကောင်းတို့တို့ကြည့်လိုက်အတူယူစရာလေးက မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကာမတုခန္တိကလူယောဂလို့ခေါ်တဲ့နန်းတော်နဲ့မိဖုရားပေါင်းများစွာဆုံးပြထားခဲ့တယ်။ဒီအကျင့်ဟာခီနကိတ္တသာလွတ်ရမှန်းတဲ့မြတ်ယဟန်တို့အတွက်ဒါဟာအောက်တန်းကြတဲ့လူပဲလို့သိပြီးတော့သူဆုံးခဲ့။တမန်တွေးကြည့်ရင်တောထဲမှာသူ၆နေကျင့်နဲ့၆နေကျင့်တာဖယားမဖြစ်ဘူးဆိုကြတဲ့ကသူ့ရဲ့မူလနေရာ ပြန်သွားเสียရကောင်းတယ်။မပြန်ဘူးဗျာ။ တော်တဲ့မှာ၆နေကျင့်တာကအတ္တကိလမထဒီလိုမျိုးဖြစ်တာအဲ့ဒါနဲ့အဲ့ဒီအစွန်းတစ်ပါးကိုရှောင်ပြီးတော့မှဘာလို့တလဲမေးလိုက်တော့မိသိမာပရိပရာတထကတိနာပိတံဗုဒ္ဓာတဲ့သက္ခုကရဏီညာနာကရဏီဥပသမယဗိညာယသံဗောဓာယနိဗ္ဗာန်ယသံဝတ္တိဟာသက္ခုကရဏီအဲ့ဒီမိသိမာပရိပရာလမ်းကိုရှောက်လိုက်တော့မှဉာဏ်မျက်စိတွေဖြစ်လာတာညာနာကရဏီဉာဏ်မြင်နေလဲရှင်လာတဲ့ ဥပသမယဘိညာယသံဘောဓာယနိဗ္ဗာဏယသံဝတ္တတိအဲ့ဒီကြတော့မှနိဗ္ဗာန်ကို မြင်လာအဲ့ဒီနိဗ္ဗာန်ကိုမြင်တဲ့လမ်းဟာဘာလဲလို့မေးတဲ့တော့အောက်ဆက်ဖတ်တော့မဲ့ခင်၈ပါအကျင့်တရားပါပဲတဲ့အဲ့ကြောင့်တရားချစ်ခင်တော်စင်များမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဝါဇုလပြည့်မာသက်ကရတရား၃ခုဝါဇုလပြည့်စနေနေ့တုန်းကဟောတဲ့တရားသည်ဓမ္မဆက်ကပေါ်ဒနာ သုတ်တန်တရားဖြစ်ပါတယ် ဘယ်သူကဘယ်သူကိုဘယ်တုံးကဘယ်နေရာမှာဘာကိုဘလို့ဟောခဲ့တယ်လဲဘယ်သူကဆိုတော့မြတ်စွာဘုရားကဘယ်သူကိုဆိုတော့မေဇဝက်ကြီး၅ဦးကိုဘယ်တုံးကဆိုတော့မာသက်ကရတရား၃ခုဝါဇုလပြည့်စနေနေ့ တုံးကဘယ်သူကဘယ်သူကိုဘယ်တုံးကဘယ်နေရာမှာဘယ်နေရာမှာဆိုတော့ဗာရဏသီပြည်မိဂရာဝန်တော်တဲ့မှာဘာကိုဓမ္မဆက်ကပောဒနာသုတ်တံတရားကို ဘယ်လိုဟောခဲ့သလဲမေးလိုက်တော့အစွန်းနှစ်ပါးရှောင်းကားရှားတရားမဲ့ခင်ကျင့်ကြပါအစွန်းနှစ်ပါးရှောင်းရှားဖို့အတွက်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဝါဆိုလပြည့်စနေနေ့မှာဟောခဲ့ပါတယ်အဲဒါကြောင့်တရားချစ်ခင်သတော်စင်များလည်းပဲမိမိတို့ရဲ့ဘဝမှာအစွန်းနှစ်ပါးကရှောင်းရှားပြီးတော့မှမိမိတို့ရည်မှန်းတဲ့ဘဝတည်ဟူသောထက်စခန်းကိုမဲ့ခင်ရှစ်ပါးတရားနဲ့အညီရှောက်လှမ်းနိုင်တဲ့သူတော်ကောင်းများဖြစ်ကြပါစေလို့ဆုတောင်းပေးနေတယ်ပဲ။ ဒေသနာနိဂုံးကမ္ပဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော်သေတော်ကောင်းပေါင်းတို့မှဒုံမေကံလမ်းမနိမခยีမကိုဝိဝုစေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကံလမ်းမနိမခยีမကိုဥုံဆောင်ဖြောင်းပြောက်မတ်မှန်ယန္တုကောင်းစွာမသွေ လိုက်သွားနိုင်ကြပါစေကုန်သတည်း